င်ဗျားတို့ရဲ့ကျောင်းစီရမှတ်ပုံတင်ကဲကိုကြည့်ပြီးနိုင်ငံရေးတစ္ဆာဖြမှုကိုစစ်ဆေးလို့ရမယ်ထင်ပါသလားဒါဟာမြမပညာရေးရဲ့အနာဂတ်ကိုလုံးဝကြောင်းနဲ့ပြစ်နိုင်တဲ့ကိစ္စတစ်ခုပါဒီကိစ္စကရိုးရိုးကျောင်းစီရမှတ်ပုံတင်ကဲတစ်ခုရောက်ဖို့တဲ့အများကြီးပုံနဲ့ဆိုင်ပါတယ်စဉ်းစားကြည့်အောင်ဒါဟာလက်သမားတယောက်သူ့လက်ထဲကိုဝင်ခွင့်ရဖို့အစိရောက်ကပ်ပြတဲ့ပြားလိုအပ်တယ်လို့ပါပဲအဲ့ဒီအစိရောက်ကပ်မရှိရင်သူ့လက်ထဲမှာသူဟာအလုံးလုံးလို့မရတော့ပါဘူး ခုလည်းမြန်မာပညာရေးမှာဒီလိုအခြေအနေမျိုးဖြစ်လာနေပါတယ်စစ်ကောင်စီကထုတ်ပေးမဲ့ green card လို့ခေါ်တဲ့ပုဂ္ဂလိကကျောင်းစီရာမတ်ပုတ်တင်ကတ်ဟာတကယ်တော့ CDM စီစစ်ရေးကတ်တစ်ခုလို့ပြောလို့ရပါတယ် CDM ဆိုတာစစ်အာဏာသိမ်းမှုကိုအကြမ်းမဖက်ပဲစန့်ကျင်တဲ့လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ဝန်ထမ်းတွေကိုဆိုလိုတာဖြစ်ပါတယ်။အရင်တော့အဲ့လိုကတ်တွေရှိခဲ့ပေမဲ့အခုအာဏာသိမ်းပြီးတဲ့နောက်မှာတော့ပုံပြီးတင်းကျပ်လာပါတယ်။အရင်က တာမန် MacBook တကတ်တစ်ခုလို့သဘောထားလို့ရပြီမဲ့အခုတော့ QR code တွေပါပါဝင်တဲ့ Smart Card အမျိုးအစားဖြစ်လာပြီးအဲ့ဒီ card ကိုစစ်လိုက်တာနဲ့ဆရာရဲ့ကိုယ်ရေးအချက်အလက်တွေအားလုံးကိုသိနိုင်မဲ့အခြေအနေဖြစ်ပါတယ်။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြန်မာတမိုင်းမှာဖြစ်ခဲ့မှုတဲ့အခြေအနေမျိုးနဲ့တူပါတယ်။အရင်အာဏာရှင်တွေလက်ထက်မှာလည်းသူတို့ရဲ့အုပ်ချုပ်မှုတွေကိုမထောက်ခံတဲ့သူတွေကိုနှီးမျိုးစုံနဲ့ဖိအားပေးခဲ့တာတွေရှိခဲ့ပါတယ်။ဥပမာပြော စာပေလောကမှာဆိုရင်လည်းစာရေးဆရာတွေကသူတို့ရေးသားတဲ့အကြောင်းအရာတွေအတွက်စီစစ်ခံရတာမျိုးတွေရှိပါတယ်။အခုလည်းပညာရေးမှာဆရာဆရာမတွေဟာသူတို့ရဲ့နိုင်ငံရေးသဘောထားတွေကြောင့်အလောက်ကအခွင့်အရေးတွေဆုံးရှုံးနိုင်မဲ့အခြေအနေမျိုးကိုရောက်တော့နေတာဖြစ်ပါတယ်။ပြည်တွင်းမှာတွေပဲလားဆိုတော့ပြည်တွင်းမှာတွေမဟုတ်ပါဘူး။ကမ္ဘာနိုင်ငံရေးမှာလည်းဒီလိုမျိုးအခြေအနေတွေရှိခဲ့ပါတယ်။ဥပမာအာနာရှင်စနစ်ချစ်တော်တဲ့နိုင်ငံတွေမှာအစိုးရကိုဝေဖန်တဲ့သူတွေကိုပညာရေးအလောက်ကစားတဲ့နေရာတွေမှာခွဲခြားဆက်ဆံတာမျိုးတွေ ရှိတတ်ပါတယ်။အခုမြန်မာနိုင်ငံမှာလည်းစစ်ကောင်စီဟာပုပ်ကိကချောင်းဆရာတွေကို green card စနစ်နဲ့တင်းကျပ်လာတာဟာ CDM မှာပါဝင်ခဲ့တဲ့ဆရာဆရာမတွေကိုပုပ်ကိကချောင်းတွေမှာစတင်ခွင့်မရအောင်လှုပ်ဆောင်တော်လို့ပြည်ရေးအတိုင်းဝိုင်းအလုပ်ကတုံ့တက်နေတာဖြစ်ပါတယ်။ဒါဟာဥပဒေတစ်ခုရဲ့အကာအကွယ်ကိုယူပြီးလူအခွင့်အရေးကိုချိုးဖောက်နေတဲ့လောရတစ်ခုလို့ပြောလို့ရပါတယ်။ဒီနေရာမှာနိုင်ငံရေးတဘောတရားတွေနဲ့ကြည့်မယ်ဆိုရင် အာဏာရှင်စနစ်ရဲ့လက္ခဏာတစ်ခုကို ထော်ဆောင်ထားတဲ့အခြေအနေတွေ့ရပါတယ်။အာဏာရှင်တွေဟာသူတို့ရဲ့အာဏာကိုတည်မြဲအောင် ထိသိမ့်ဖို့အတွက်နိုင်ငံရဲ့အရေးပါတဲ့ကဏ္ဍတွေဖြစ်တဲ့ပညာရေး၊မီဒီယာစတာတွေကိုသူတို့ရဲ့ထိချုပ်မှုအောက်မှာထားလိမ့်ရှိပါတယ်။ဒါဟာအခြေသိမ့်တကောင်ကသူ့ရဲ့နေမျိုးကိုသူအမြဲဆောင်ကြည့်နေတယ်လို့မျိုးဘယ်သူ့ကမှသူ့နေမျိုးကိုသူကျူးကျော်ခွင့်မပေးပါဘူး။မြမတမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်းဒီလိုအခြေအနေမျိုးတွေအရင်ကရှိခဲ့ပူပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာလည်းအစိုးရတွေဟာပညာရေးကိုသူတို့ရဲ့အုပ်ချုပ်ရေးရန်တရားရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်သဘောထားခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့အခုလိုမျိုး CDN တွေမှာပါဝင်တဲ့ဆရာဆရာမတွေကိုပြစ်မှတ်ထားပြီးလုံဆောင်တာမျိုးကတော့ပိုပြီးတော့ဆိုးရွားတဲ့အခြေအနေလို့ပြောလို့ရပါတယ်။ဒီလိုဖြစ်ဖူးလားဆိုရင်တော့ဟုတ်ပါတယ်ဖြစ်ဖူးပါတယ်အရင်အစိုးရလက်ထက်တွေမှာလည်းဒီလိုမျိုးလွတ်လပ်စွာပြောဆိုခွင့်တွေကိုလှုံ့ဆော်ခွင့်တွေကိုတက်တက်တော်တွေရှိခဲ့ပါတယ်။ ဒီတစ်ခါဘလို့ဖြစ်လို့အလားလာကပို့ဆိုးသွားနိုင်တယ်လေဟုတ်ပါတယ်ဒီတစ်ခါမှာအလားလာဟာပို့ပြီးတော့ဆိုးရိမ်စရာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုရင်အခုစစ်ကောင်စီဟာအရင်စစ်အုပ်စုစစ်အစိုးရတွေထက်ပို့ပြီးခိုင်မာတဲ့ဥပဒေတွေကိုအသုံးပြုပြီးသူ့ရဲ့လုပ်ရက်တွေကိုတရားဝင်ဖြစ်အောင်ကြိုးစားနေတာကြောင့်ဖြစ်ပါတယ်အမေရိကန်တရုတ်အာဆီယံစတဲ့နိုင်ငံတွေရဲ့မြန်မာအပေါ်ပညာရေးဆိုင်ရာတရားမှုဟာလည်းအရေးကြီးပါတယ် ဥပမာအမေရိကန်အနောက်နိုင်ငံတွေကမြန်မာဆက်အာဏာရှင်စနစ်ကိုဖိအားပေးနေပေမဲ့တရုတ်နဲ့အာဆီယံနိုင်ငံတချို့စစ်ကောက်စီနဲ့ဆက်ဆံရေးကောင်းရှိနေတာကိုကျွန်တော်တို့ချင်းချင်းချင်းတွေ့ရပါတယ်။ဒါဟာပန်းလေးတစ်ပွင့်ကိုပိုးမဲ့သူနဲ့နမ်းမဲ့သူရှိနေတဲ့သဘောပါ။စစ်ရေးနိုင်ငံရေးဆက်ဆံမှုကိုကြည့်မယ်ဆိုရင်လည်းစစ်တပ်ဟာနိုင်ငံရေးမှာတိုက်ရိုက်ပဝင်ပတ်သက်နေတဲ့အတွက်ပညာရေးအပေါ်သူ့ရဲ့လွမ်းမှုမှုဟာအလိုပဲကြီးမားပါတယ်။ ဒါဟာဒါနဲ့လက်ကင်တွဲနေတဲ့သဘောဖြစ်ပါတယ်။ဒါမှပါပဲလက်ကင်ဟာဘာမှလုံးလုံးမရပါဘူး။ဒီလိုဖြစ်နေရင်မြန်မာအနာဂတ်ဘာတွေဖြစ်လာမလဲ။စဉ်းစားကြည့်ပါ။အကယ်၍အရေးချင်းရှိတဲ့ဆရာဆရာမအများစုဟာ CDM မှာပါဝင်ခဲ့တဲ့အတွက်ကြောင့် green cap မရခဲ့ဘူးဆိုရင်မြန်မာပညာရေးအနာဂတ်ကဘယ်လိုဖြစ်လာမလဲ။ဒါဟာ ဥယျာဉ်မှုကောင်းနေမရှိတော့တဲ့ဥယျာဉ်တစ်ခုလိုပဲတဖြည်းဖြည်းနဲ့ပျက်စီးသွားနိုင်တာသိချပါဖြစ်ပါတယ်။တိကျတဲ့တမိုင်းဖျက်တဲ့နေနိုင်ရှင်ကြည့်လို့လည်းရလေ။အရင်ကအာနာရှင်စနစ်ချစ်သုံးတဲ့နိုင်ငံတွေမှာဒီလိုမျိုးပညာတတ်တွေကိုဖိနှိပ်တဲ့အခါတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာနောက်ကျသွားတဲ့အခြေအနေဆိုတာလောကသိချပါဖို့တွေ့ရပါတယ်။ဥပမာအီရန်နိုင်ငံမှာ1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးနောက်ပိုင်းမှာတော်တော်များများပညာတတ်တွေဟာတိုင်းပြည်ကိုဆုံးခွာသွားခဲ့ကြပါတယ်။ အာဖရိကမှာအသားရောက်ဖွဲ့ချတဲ့စနစ်ကိုစန့်ကျင်တဲ့လှုပ်ရှားမှုမှာကြားသားနဲ့ဆရာဆရာမတွေဟာအရေးပါတဲ့အခက်အခဲတွေကလည်းပါဝင်ခဲ့ကြတယ်။ဒီတော့တက်ဆိုင်သူတွေရဲ့အနာဂတ်ကိုသုံးသပ်ကြည့်မယ်ဆိုရင် green card မရတဲ့ဆရာမဆရာတွေဘာဖြစ်မလဲ။အလုတ်ကအခွင့်အမ်းတွေနဲ့တော့ပြီး green card ကိုဆောင်ထားတဲ့ဆရာဆရာမတွေအတွက်လည်းလုပ်ငန်းခွင့်မှာလွတ်လပ်မှုတွေနဲ့ပါသွားနိုင်မှာဖြစ်ပါတယ်။ ါဟာလက်ဘဲမှာကြိုးတက်ခံရတဲ့ခွေးလေးတစ်ကောင်လိုပဲလွတ်လပ်စွာသွားလာခွေးမရှိတဲ့အခြေအနေဆိုလိုတာပါဒီအခြေအနေမျိုးမှာကျွန်တော်တို့တွေဘလို့ထင်ပါသလဲကွန်မန့်မှာလွတ်လပ်စွာဆွေးနွေးရေးသားပေးခဲ့ပါဖြစ်ပေါ်လာနိုင်တဲ့ scenario တွေကိုတရုတ်ခွဲတုတ်တက်ကြည့်မယ်ဆိုရင်လက်ရှိအခြေအနေကစစ်ကောင်စီဟာ green card စနစ်ကိုတိတိကျကျအကောင့်ထဲပို့ကျူးစမ်းနေပါတယ်။အခြေလီကောင်းလာနိုင်တဲ့အလားအလာကတော့နိုင်ငံတကာရဲ့ဖိအားတွေ ြည်တွင်းမှာ CDN လှုပ်ရှားမှုတွေဆက်လက်အားကောင်းနေမယ်ဆိုရင်စစ်ကောင်စီကသူ့ရဲ့မူဝါဒကို ပြန်လည်စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။အရေးကြီးတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်တာကတော့ NUG တို့လိုမျိုးအခြားတော်လိုင်းအင် အားစုတွေကတိုင်းသားတွေကစစ်ကောင်စီကိုတော်လှန်နိုင်ခဲ့မယ်ဆိုရင်တော့မြန်မာပြည်ရဲ့အနာဂတ်လောကပြောင်းလဲသွားဖို့လည်းမျှော်လင့်ချက်ရှိပါတယ်။နိုင်ငံရေးအကြံပေးတွေရဲ့အဆိုရိုးစကားတွေတစ်ခုရှိပါတယ်။ အာနာဟာပျက်စီးတတ်တယ်အကျွင်းမဲ့အာနာဟာအကျွင်းမဲ့ပျက်စီးတတ်တယ်ဆိုတဲ့စကားအတိုင်းပါပဲအဓိကအချက်တွေကိုပြန်ချုပ်ရမယ်ဆိုရင် green card ကိစ္စဟာယူယူကျောင်းဆရာမတ်ပုတ်တင်ကတ်တခုရဖို့ဆိုတာထက်အများကြီးပိုနဲ့ရှိုင်းပြီးတော့မြန်မာပညာရေးအနာဂတ်ကိုစိုးရိမ်စရာ ကောင်းတဲ့အခြေအနေကိုဆောက်ရောက်စီမှာဖြစ်ပါတယ်ဆက်ပြီးစဉ်းစားဖို့အကြံပြုချင်တော့က ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ဟာတဦးချင်းအနေနဲ့ဘာတွေလုပ်နိုင်မလဲဆိုတာပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေနားလက်တက်ကြွနေဆရာဆရာမတွေဘယ်လိုထင်လဲဒီကြောင်းနဲ့ပတ်သက်ပြီးနားလက်ထားတဲ့ကာကနနာတည်တဲ့ဆရာဆရာမတွေရဲ့ comment လေးတွေရေးခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဒါဟာကျွန်တော်တို့အားလုံးပူးပေါင်းပြီးမြတ်ပညာရေးရဲ့အနာဂတ်ကိုကာကွယ်ဖို့ကြိုးစားတဲ့တပေါ်လည်းဖြစ်ပါတယ်နားလက်သိရှိပြီးမှလောက်ကိုင်းတဲ့အလုပ်ရဟာပူပြီးမှန်ပါတယ်ဒီတော့စစ်မှန်တဲ့ တည်င်းတွေစစ်မှတ်တဲ့ဆရာဆရာမတွေရဲ့ပြောဆိုချက်ကိုကွန်မန့်မှာရေးပြီးဝေမျှခြင်းအဖြစ်ကျွန်တော်ကိုဝိုင်းပြီးကူညီပေးဖို့တောင်းဆိုချင်ပါတယ်အခုလိုအချိန်ပေးပြီးတော့ကြီးစုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုချိုင်းနယ်သက်တယ်ဆိုရင် like ပေးခဲ့ပြီးဒီလိုမျိုးဗီဒီယိုတွေတိတ်တန့်ရိုက်ပြီးတင်ထားတာကိုကြီးစုချင်တယ်ဆိုရင်ကျွန်တော် channel ကို subscribe လုပ်ရတယ်လောက်ခဲ့ပေးပါဦးခင်ဗျနော်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်ပါကျေးဇူးတင်ပါတယ်ခင်ဗျ